လင်းကျောင်းမန္တလေးတက္ကသိုလ်ပြိုကျပျက်စီးကမိလောင်မှုဖြစ်ပြီးတက္ကသိုလ်ဝင်ဆောင်ွေးပွဲအဖြေလွှာတွေမိလောင်ခဲ့ရတာကြောင့်တက္ကသိုလ်ဝင်ဆောင်ွေးပွဲကိုပြန်လည်ဖြေဆိုရမယ်လို့စစ်ကောင်စီပိုင်သတင်းစာကနေဧပြီ22ရက်မနေ့ကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗိုလ်ပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကျောင်းမန္တလေးတက္ကသိုလ်အတွင်းမိလောင်မှုဖြစ်ပြီးကချင်စကိုင်းတိုင်းနဲ့နေပြည်တော်အပါမန္တလေးတိုင်းအတွင်းကတက္ကသိုလ်ဝင်ဆောင်ွေးပွဲအဖြေလွှာတွေမိလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။စကောင်စီကနောက်တစ်ကြိမ်ထပ်မံပြုလုပ်မယ်တက္ကသိုလ်ဝင်ဆောင်ွေးပွဲကို 2025ဇွန်လ16ရက်ကနေ21ရက်နေ့အထိပြန်လည်ဖြည့်ဆို့ရမှာလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်ကောင်စီရဲ့စာမေးပွဲပြန်လည်ကျင်းပတာနဲ့ပတ်သက်ပြီးထိရောက်မှုမရှိနိုင်ကြောင်းနဲ့စစ်ကောင်စီဟာចောင်းသားတွေရဲ့ပညာရေးပေါ်အမကန့်ချက်မပေးနိုင်ဘူးလို့ထင်မြင်ကြောင်းစကိုင်းတိုင်းမှចောင်းသားမိဘတဦးကပြောပါတယ်။စာမေးပွဲပြန်လည်ကျင်းပတာကဘယ်လောက်ထိထိရောက်နိုင်လဲဆိုတော့ဒါတွေကတော့တအားကြီးတော့ကျွန်မအနေနဲ့တော့ထိရောက်မယ်လို့တော့မမြင်ဘူးပေါ့လေ။ဘာလို့လဲဆိုတော့ဒီသဘာဝဘေးအန္တရာယ်တွေရော အဲတော်လန်ရေးကာလာလည်းဖြစ်တော့ဘေးအန်ရဲ့အမျိုးမျိုးတွေဈားထဲမှာစံဝဲတွေဖြည်လိုက်ပြီးထားပါတော့ဖြည်ပြီးသွားတော့ရကျွန်တော်တို့ကဖြည်ပြီးသားစံဝဲဖြည်ပြီးသားចောင်းသားတယောက်ကိုဘဲကိုဆက်ပြီးတော့တက်လန်းပြီးတော့အဲဘာတွေဆက်လုံမှာလဲပေါ့ဘဲထိသွားလို့ရမှာလဲဆိုတဲ့နေရာမှာအဲတိကျခိုင်မာတဲ့အမကန်ချက်တွေစကောင်းစီဘက်မှာလေမပေးနိုင်တယ်လို့မပေးနိုင်တော့ဘူးပေါ့လေအဲကြတော့တအားကြီးတော့ထိရောက်မှုရှိမယ်လို့တော့ကျွန်မအနေနဲ့မထင်ပါဘူးပေါ့ ဆောင်မေးပွဲပြန်လည်ဖြေဆိုရမှာ2025မတ်လမှာကျင်းပခဲ့တဲ့တက္ကသိုလ်ဝင်ဆောင်မေးပွဲမှာဘာသာရပ်အားလုံးဖြေဆိုခဲ့တဲ့ကျောင်းသူကျောင်းသားတွေကပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီးဖြေဆိုခွင့်ရသူတွေကိုသက်ဆိုင်ရာပညာရေးမှုရုံးနဲ့စာစစ်ဌာနတွေကနေပြန်လည်ကြေညာပေးသွားမယ်လို့လည်းစစ်ကောင်စီကဆိုပါတယ်။ဒါပြင်တက္ကသိုလ်ဝင်ဆောင်မေးပွဲကျင်းပမဲ့စာစစ်ဌာနအချို့နေရာပြောင်းလဲကျင်းပမှာဖြစ်ကြောင်းကိုလည်းစကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းတိုင်းကဖြေဆိုသူ 9311ဦးရဲ့အဖြေလွှာအုပ်ရေ43829ဦးမန္တလေးတိုင်းကဖြည့်ဆို့သူ46944ဦးရဲ့အဖြေလွှာအုပ်ရေ28940ဦးနဲ့ကချင်ပြည်နယ်ကဖြည့်ဆို့သူ8669ဦးရဲ့အဖြေလွှာအုပ်ရေ9289ဦးတို့မိလောင်ပျက်စီးခဲ့တယ်လို့မတ်လ29ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ထားပါတယ်